ပရိသတ်ကိုဝန်ခံတောင်းပန်ခဲ့ပေမဲ့လည်းဘော်ဘီဆိုဆာကိုသာတောင်းပန်တဲ့ကြောင်းဝေဖန်ခံနေရတဲ့နော်ဖို့အခုလက်တလုံးမှာခေစားနေတဲ့တင်းကတော့မက်ချောက၃ယောက်ကိုတယောက်လို့ဆိုရမယ်။လွမ်းပိုင်နော်ဖို့အင်တာဘော်ဘီဆိုဆာနဲ့နက်ဆူရီဆိုရဲ့လေးဝင်ဆိုင်ချစ်ဆက်လန်းလေးပဲဖြစ်ပါရည်။မကြသေးခင်ကမှပရိသတ်တွေအကုန်လုံးကလည်းမင်းသမီးမျက်နှာဖုံးကွာကြလာတဲ့နော်ဖို့အင်တာရဲ့အကြောင်းကိုအွန်လိုင်းပေါ်မှာတက်သိနေတကွာသိရှိကြရပြီ။ဘသူကမှားရမှန်နေဆိုတာကိုပါရှင်းရှင်းလင်းလင်းနားလည်ကြရပါရည်။ ယုတ်ကလေးရလာတလားသူများတကာရဲ့ရီးစားကိုကြားရဲကနေဖျက်ခုတ်လုတ်တဲ့နော်ဖို့အေထာအခုချိန်မှာပြိသက်တရဲ့မြေတားပုံမှုကိုတဝါကြီးရရှိခန်းစားနေရပြီဖြစ်ပါရည်။လွန်ပိုင်နဲ့ငကိုတို့ကြီးစားနေကြတဲ့ဗီယိုလေးတွေထွက်ပေါ်ပြီးနောက်မှာနော်ဖို့အေထာရဲ့ဇက်ရှုပ်မှန်သမျှဟာတပြေပြေးပူပေါ်တလို့ပေါ်လာခဲ့တာကြောင့်နော်ဖို့ဟာအခုချိန်မှာပြိသက်တွေရှေ့မျက်နှာထွက်မပြရဲလောက်တဲ့အထိကိုမှဖြစ်နေရတဲ့ဆိုရင်လည်းမမပါဘူး။မျက်နှာသာထွက်ပြရဲခဲ့ပြီမိ ။တောင်းမင်စာကတော့ရအောင်ထုတ်ပြန်လိုက်တဲ့နော်ဖုံးဟာတောင်းမင်နေတဲ့သူကတခြားတောင်းမင်တဲ့သူကတခြားဖြစ်နေပါရီ။ဘာလို့ဆိုရင်နော်ဖုံးအေထားရဲ့တောင်းမင်စာထဲမှာသူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကိုတောင်းမင်ထားတာပဲပါနေပြီးတကယ်တင်တာသူပေါ်မှာတောင်းမင်ထားတဲ့အရေးအောင်တောင်းမှမတွေ့ရပါဘူး။မစင်စားမစင်ချင်ပဲနေမှာကလေးအမားတွေကနေတင်ငင်းစာအများကြီးရပြီမလို့ရှေ့ဆက်ကောင်းဆုံးစ조사နေထိုင်သွားပါမယ်ဆိုတဲ့စာသားဟာနော်ဖုံးအေထားတရားလွမ်းပိုင်ကိုပေါ်ပြီးစောစာစီကနေစနိုက်ကြော်ခဲ့တယ်ဆိုတာကိုတစ်ဖက်လက်နဲ့ဝန်ခံလိုက်တယ်လို့မျိုးဖြစ်နေတာကြောင့် တကယ်တဲ့နင်နာရသူဘော်ဘီဆော့ဆာကပဲ တောင်းပန်ခံရဖို့လိုတယ်ဆိုတာကိုပရိသတ်တွေကထောက်ပြခဲ့ကြပါတယ်။ထက်ထက်ကိုပဲတောင်းပန်လိုက်ငါတို့ကတောင်းပန်မှုမလိုဘူး။တကယ်တောင်းပန်တင်တာကပရိသတ်ကိုမဟုတ်ဘူး။ဘော်ဘီဆော့ဆာကိုဟိုကတကယ်နဲ့နာသူကိုပဲတောတောင်းပန်ပြီ။ဆာရီကပရိသတ်တွေရဲ့နော်ဖိုးအင်ထားကိုဝေဖန်နေကြတဲ့စကားတန်တွေပဲဖြစ်ပါတယ်။အဲဒါပြင်အချို့ပရိသတ်တွေကနော်ဖိုးအင်ထားကိုလက်ရှိရီးစားကိုပါစနိုက်ထားလို့စနိုက်ခံလိုက်ရတဲ့သူရီးစားကိုပါတောတောင်းပန်လိုက်ဆိုပြီးတော့လေပြောနေကြပါသေးတယ်။လို့ဆိုတော့အမားနဲ့မကင်းဖို့ဆိုတဲ့စကားအတိုင်းအမားလုထားသူကိုခွင့်လွှတ် ေးတဲ့နေဆိုပေမယ့်နော်ဖော့အေထားကြောင့်နေရှိလာများတိဆောက်ခဲ့ရတဲ့ချစ်သူရေးစာတွေပြုတ်ကွဲသွားတာမလို့ဒီတစ်ချိန်ခွတ်လွတ်မှုဟာနော်ဖော့အေထားနဲ့တကယ်ရောတိုက်ထန်ပါရဲ့လားဆိုတာတောင်ပြည်သက်တရားမိကုန်ထုတ်နေရပါတယ် ဘလူအမားပဲဆိုပါစေအောင်လူကြည်ဝကိုဖောက်ဖျက်တဲ့အမားဖြစ်နေတဲ့ပြင်တခြင်းတစ်ခါမှကခဏခဏကျူးလွန်ထားတာဖြစ်တဲ့အတွက်နဖို့အင်ထားအနေနဲ့နင်နာသူတွေကိုတကယ်ပြန်တောင်းပန်ခြင်းရင်တောင်းအမေးဆက်တစ်ခုကတော့စွန့်ထင်သွားမယ်ဆိုတာသိကြပါပါပြီပရိသတ်တရားသာအခုလိုမျိုးတကယ်နင်နာရသူတွေကိုပြန်တောင်းပန်ဖို့ပြောဆိုနေကြပေမယ့်နဖို့အင်ထားကတော့အခုချိန်ထိပရိသတ်တွေကိုတောင်းပန်စာကားလွှဲပြီးနောက်ထပ်ဘာစာကိုမှထပ်မတင်ထားပေးသေးပါဘူးတောင်းပန်နေဆိုတာကလေသူများဝေဖန်လို့တဲ့ကိုကိုယ်တိုင်တည်တရားရပြီးတောင်းပန်တာကမှ ပိုအသေးပဲရှိတာကြောင့်ပြိသက်များစုကတော့နော့ဖိုးအီထောက်ကိုကိုမားကနေနောက်သားရှာပြီးသင်ငန်းစာယူထပ်ဖို့မျှော်လင့်နေကြပါရီပြိသက်ကြီးရောမင်းသမီးနော့ဖိုးအီထောက်တယောက်တကယ်ပဲသူမရဲ့လောရက်တွေအတွက်နောက်သားရှာနေပြီထင်ပါသလားနင်နာသူတွေကိုတကယ်ပဲလူသိရှင်ကြပြန်လည်တောင်းပန်တဲ့နေလို့ထင်ပါလားဆိုတာမှန်ခဲ့ပြပါအောင်ရှင်အာဘိနာစင်ခဲ့ကြရီပြိသက်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါရီနောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ဒီဒီနုပညာရှင်ရဲ့ဒိဋ္ဌိနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်